လီဗာပူးအသင်းကောင်းဆောင်နောက်ခံလူဗန်ဒိုက်စ်ကသူနဲ့ဆာလာအပေါ်မန်ယူကစားသမားဟာရနီရဲ့ဝေဖန်မှုကိုအပြင်းထူတဲ့ဝေဖန်မှုလို့တုံ့ပြန်ပြောကြားခဲ့ပါတယ်။လီဗာပူးအသင်းဟာဒီအသည်မှာရှုံးခွေးဆက်မှုနဲ့ရင်ဆိုင်ခဲ့ရပြီးအဲ့ဒီအချိန်မှာရနီကဗန်ဒိုက်စ်နဲ့ဆာလာတို့ဟာအသင်းပေါ်ဥဆောင်နိုင်မှုအားနည်းနေတယ်လို့ဝေဖန်ခဲ့တာပါ။ဒါကြောင့်အက်စတန်ဗီလာအသင်းကိုအနိုင်ရတဲ့ပွဲအပြီးမှာဗန်ဒိုက်စ်ကပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အရင်နှစ်ကသူ့ရဲ့ဝေဖန်မှုကိုမကြားခဲ့ရပါဘူးဒီပြောကြားမှုကိုကျွန်တော်မနာကျင်ပါဘူးအသင်းရဲ့အရေးပါတဲ့ကစားသမားတယောက်အနေနဲ့အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကိုပဲကျွန်တော်ပြောနိုင်ပါတယ်ဒါပေမဲ့ဒီဝေဖန်မှုကတော့နည်းနည်းအပြင်းထူတယ်လို့ပြောကြင်ပါတယ်တခြားကစားသမားတွေကိုအပြစ်တင်ရတာလွဲကိုပါတယ်ဒါပေမဲ့ကျွန်တော်တို့တကူကိုတကူကိုညီနိုင်ဖို့ဘယ်လိုကြိုးစားနေရသလဲဆိုတာသူသိပါတယ်ပြီးခဲ့တဲ့နှစ်ကဘာလို့ဝေဖန်တာမကြားခဲ့ရတာလဲ ဘောလုံးသုံးသက်သူအတွက်ဒါကအလုပ်သဘောဖြစ်ပြီးသူ့မှာသူ့ထင်မြင်ချက်ရှိမယ်ဆိုတာသိပါတယ်ကျွန်တော်ပုဂ္ဂိုလ်ရဲ့အတုံးပြန်တော့မဟုတ်ပါဘူးလို့ဖန်ဒိုက်စ်ကပြောကြားခဲ့ပါတယ်လေဘာဘူးသိမ်းဟာပြီးခဲ့တဲ့ရာသီကပရီးမီးယားလိချန်ပီယံဆုရရှိခဲ့ပေမဲ့ဒီရာသီမှာတော့ပွဲစဉ်တစ်စင်အပြီးမှာထိတ်ဆုံးကအာဆင်နယ်နဲ့ခုနှစ်မှတ်ကွာဟနေပါတယ်